ပြခရင်စေးရေးမှလည်းကျွတ်ကျွတ်စီကတာမှချင်တဲ့စကားပြောမှလည်းကျွတ်စီကတာမှချင်တဲ့ဖြစ်နေတာဟာကိုကျွန်တော်ကဟိုကျွတ်စီကတာမှချင်ပဲရှိပဲနဲ့ပြရပါကျွတ်စီကတာမှချင်ရှိပဲနဲ့စကားပြောနိုင်ဖို့ချင်ဒီပါဒီပါဆိုစာပြောတာအဲဆိုတော့ကျွန်တော်ထင်တာချက်ချင်းလည်းငင်းမဖြစ်နိုင်တောင်ပါ2025တွင်းမှာတော့ပုံစံမျိုးမျိုးနဲ့စကားပြောတာနေရှိလာနိုင်တယ်ဟိုပြခရင်စေးဖြစ်တာမဖြစ်တော့တပိုက်ထားပါတော့စကားပြောပြီဆိုတာနဲ့အနေဆိုတော့ဟိုလက်ဖက်ကြပါ တွေ့ဆုံဆက်ဆက်တဲ့ပုံစံတွေပေါ့နော်ဒါတော့အစီအစဉ်မျိုးရှိမှာဟုတ်ကဲ့ကိုမျိုးဝဲခင်ဗျာပြီးခဲ့တဲ့ 7EU Alliance စည်းဝေးမှာဒီ Federal Democracy အတွင်းကုပြောင်းရေးအစီအစဉ်အဆိုပြုချက်ဆိုပြီးတာ၅ချက်ထုတ်ပြန်တာကိုကျွန်တော်တွေ့ရပါတယ်เนาะအဲ့တော့နံပါတ်၁ချက်ပေါ့ဒါအရေးကြီးပါတယ်နံပါတ်၁ချက်ကတော့ဘတ်တီးတီးရနေပြီးတော့ကျိုးတင်စည်းကမ်းချက်မတက်မတ်ပဲနဲ့အပြစ်ခတ်ရစဲကြီးညာဖို့ပေါ့เนาะဆိုတော့ဒါဖြစ်နိုင်ခြေဘယ်လောက်ရှိလဲဘာလို့လဲဆိုတော့ ်အဓိကတော့မြေငင်းပေါ့နော်မြေငင်းဖြစ်ပြီးနောက်ပိုင်းမှာဒါဟိုအဖြစ်ကရေးစိမ်းကိုကျင်ညာကြတယ်အဲ့တော့အာဆီယံကလည်းအားတက်တယ်ရောသူတို့ကလည်း dialogue လမ်းကြောင်းကိုတွားနေတယ်ဆိုတော့ဟိုအာဆီယံဥက္ကဋ္ဌကိုယ်တိုင် တွေ့ပြီးတော့ဒါထက်ပြီးတော့တက်တန်းတွေတိုးဖို့ပြောကြတယ်လေဆိုတော့အခုလည်းတိုးတိုးပါတယ်နော်ညီနောင်သုံးဖို့လည်းတိုးတယ်ဟိုစစ်ကောင်စီကလည်းထက်တိုးပါတယ်ဒါပေမဲ့သူတို့မှကျိုတင်တတ်မှတ်ချက်တွေပါတယ်လေနော်ဟိုစစ်ကောင်စီဆိုလို့ရှိရင်ဟိုသူတို့စကန်တွေလာမတိုက်ရဘူးနောက်ပြီးတော့ဟိုတစ်ဖက်ကလည်း ဟိုစစ်သားစုဆောင်တာဟိုတက်ရွှေ့ပြောင်းပေါ့နော်အင်အားစုဖွဲ့တာမလုပ်ရဘူးဒီလိုပါတယ်တိုင်းသားအင်အားစုတွေဘက်ကလည်းကျူတင်တတ်မှတ်ချက်တွေပါတယ်အဲ့တော့ကွန်မြူဝင်းတို့အဆိုပြုတဲ့ဒီကျူတင်စည်းကမ်းတတ်မှတ်ချက်မပါပဲအပြစ်ရရေးဆိုတာဟိုဘယ်လောက်ထိဖြစ်နိုင်ကြရှိမလဲဗျဆိုလိုတာတော့နိုင်ငံကြီးကကြိုးပမ်းမှုတိုင်းမှာတော့ခက်ခဲနဲ့စိတ်ခေါပူတွေတော့ရှိမှာပေါ့နော်။ဘယ်ကူမှမဟုတ်ဆိုတာကျွန်တော်သိတာ။ပါလရေးကြီးဆိုတော့ပထမဆက်ကတော့ဒီပြည်ပခအရှိန်ရှောင်းနိုင်ကိုရေးကြီးတော့ပြည်ပခအရှိန်ရှောင်းနိုင်မှာပဲကြတဲ့စိတ်တွေက ျွန်တော်တွားနိုင်မှနေတာဖြစ်တာပေါ့ဒီမှာအာဆီယံလက်ကျအုပ်ထားဒီမလေးရှားဝန်ကြီးချုပ်ကတော့ဒီတောက်ဆူထားလာတော့ရှိတော့ဒါအားလို့တော့နိုင်ငံကတိုင်ဝမ်ကတော့တောက်ဆူမှုတွေတော့ရှိနေတယ်ဒီကကြီးကြီးတာတော့သက်သူကြီးကြီးတဲ့စတေကူတာတွေပုံမှာပဲပို့ထားပါတော့ကျွန်တော်တို့လည်းကျွန်တော်စုပြီးချက်ကိုဖြစ်တဲ့တဲ့ဆိုတာဟာကျွန်တော်တို့စုပြီးပို့တော့ကျွန်မလိုက်တာပေါ့ဒါကတော့ကျွန်တော်ရဲ့အရင်လန်ဒန်မြို့ကိုစုပြီးချက်ပါတော့ပြီးက short chart ပို့တော့ပဲပါတယ်အခုပြခရရဲ့စရေးဆိုတာမျိုးဒီကြောက်ပေါ်ပြန်လာမှရှိဘူးဒီနေ့ကလာမှာတော့ ဒီကြိုတင်စေကတမချမ်းမရှိဘဲနဲ့ပြခရင်ဆက်ဖို့ဆိုတာနံပါတ်1မှာကျွန်တော်ဖြစ်ဆွဲပြီးတော့မှာဒီနေ့ကလာလို့အချက်နဲ့ကန်ကြီးတဲ့နေထားဖြစ်တယ်ကျွန်တော်လည်းငယ်သဘောထားကိုကျွန်တော်ဆက်သူအားလုံးစုလိုက်တာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဒီကိစ္စကလည်းအခု UNG ကစပြီးအပြည့်ရက်လိုက်တာပေါ့နော်ဒီငရင်ကိစ္စနဲ့ပတ်သက်ပြီးတော်တော်ကပ်ဘေးကြီးဖြစ်သွားတော့ဆိုတော့ဒါအစိုးရအကောင့်ဆိုပြီးတော့ဟိုနိုင်ငံတကာဥမာအထူးသဖြင့် ASEAN ပေါ့ ASEAN ကဒီဒါကတော့အစိုးရအကောင့်ပုံစံမျိုးပေါ့နော်ငရင်ကြောင့် ဟိုပြစ်ခတ်ရစေးပြန်ပြီးတိုင်လော့လမ်းကြောင်းပေါ်လာနိုင်ဖို့သူတို့ကတော်တော်လေးမျောလင့်ပြီးနှစ်ပတ်လုံးနဲ့တောင်တွေ့ခဲ့တာပေါ့နော်စစ်ကောင်စီရောဒီဘက်ဟို UNG ကဝန်ကြီးချုပ်နဲ့ပါတွေ့ပြီးတော့သူတို့ဒီကိစ္စဆက်တိုးဖို့လဲအဲ့ဒီမှာပဲထပ်ပြီးပြောခဲ့တာပဲဆိုတော့ကိုမျိုးဝင်းတို့ကလည်းဒီဒီလမ်းကြောင်းဟိုဒါဟိုအကောင်းတဲ့အစိုးအနေနဲ့ဒါတင်ထားတာပေါ့နော်ပြန်လဲပြုပြင်တဲ့အထက်မှာပြစ်ခတ်ရစေးဖို့ထက်တက်တန်းတိုးဖို့အဲ့တော့နိုင်ငံတကာကမြင်တဲ့ဟိုဖြစ်လာမဲ့မျောလင့်ချက်နဲ့မြန်မာနိုင်ငံပကတိအခြေအနေတွေက ဟိုကန့်ညီမှုရှိပါမလားအခုရှိကျွန်တော်တို့သိတလို့ဆိုအပြစ်ခက်ရစဲရဲ့အချိန်မှာလဲခြနေတာပဲလင်းနေလဲဘုံကျဲနေတာပဲဟိုဘက်ကတော်တော်လိုင်းအင်အားစုတွေကလဲမျိုးတွေသိမ်းနေတာပဲတကြိမ်ကြိမ်ပေါ့နော်ဘာဘာမှထူးတာတော့မတွေ့ရဘူးဆိုတော့နိုင်ငံတကာမျော်လင့်ချက်တွေကအချင်းကြီးဖြစ်သွားနိုင်လားအဲ့ဒီပုံမှာကိုမျိုးတို့ဘလို့သုံးသက်လဲဗျကျွန်တော်တို့တန်တန်လာတော့ဒုစုဆူနေကူပါတော့ဒီ2015အတွင်းမှာပုံစံအမျိုးမျိုးနဲ့ဖြစ်လာနိုင်တယ်ဆိုတာကျွန်တော်တို့တန်တန်လာတော့ဘာလို့ဆိုကျွန်တော်ဒီအင်ဂျင်နိုင်ငံတွေကြိုးပမ်းမှုပေါ့ ဒီတရုတ်နိုင်ငံရဲ့ကျူပန်းမှုဒါတရုတ်နိုင်ငံရဲ့ PR ပဲဆိုဆိုကျူပန်းမှုပဲဆိုဆိုကျူပန်းမှုရှိနေတယ်။ချုပ်ပြောမှဆိုတော့2025တွင်းမှာတော့ပုဒ်နာမျိုးမျိုးနဲ့တူဆူဆွနေမှုရှိနိုင်တယ်။အဲတူဆူဆွနေမှုရဲ့အနေထားတော့တချို့ဖွဲ့စည်းတွေကတော့ bilateral ပေါ့ bilateral ceasefire ရပါနိုင်တဲ့အနေထားမျိုးရှိကောင်းရှိနေတယ်။ဥပမာဆိုကိုကနဲ့ဆိုလို့ရှိနေတယ်။အခုဆိုရင်လည်းပဲအာဆီယံလည်းပဲကျွန်တော်နားလည်ပြီးသိရှိရတော့ဆွမှာကိုမလေးရှားအာဆီယံလည်းကြောက်တာဖြစ်တဲ့ချိန်မှာ ဒီကသူတို့ညီမထားတဲ့ဥပဒေချက်ကတော့အခုငယ်လေးကြောက်ဖြစ်လာတယ်တည်တည်ပြုခံစားမှုချိန်ပြူပြီးတော့မှလူသားချင်းစံတာပေးရေးအကူအညီတွေပေးနိုင်ဖို့အတွက်ကိုသူတို့လက်ကြောက်ခါတစ်နှစ်တောင်းယူတဲ့ချိန်တွင်းမှာတော့အမြင်အနေဆိုတော့ဒီကအရှိရှော်ချပြီးမှလူသားချင်းစံတာအကူအညီပေးနိုင်ရည်အဲ့မှာတစ်စစ်သူတို့အမြင်ဆုံးပြောမှထားတာပြခရင်စည်ဖြစ်နေပြီတော့အဲ့ဆိုတော့ဗာအာဆီယံလည်းအဲ့လိုဥတီဂျိုပန်းနေတာရှိတယ်။တီယိုလည်းအဲ့လိုဥတီဂျိုပန်းနေတာရှိတယ်။ထိုင်းကလည်းပဲကျွန်တော် ကျူပန်းနေတာရှိတယ်အိန္ဒိယနဲ့ကျူပန်းနေတာရှိတယ်အဲဒါဆိုကျွန်တော်အိန္ဒိယနိုင်ငံတွေနဲ့အာဆီယံရဲ့ကျူပန်းမှုကြောင့်နိုင်ငံတကာလည်းအားလို့လည်းဒီ EU ပေါ့နိုင်ငံတကာလည်းအားလို့ပါလည်းပဲကျူထားတာအဲဒါဆိုတော့ကျွန်တော်ထင်တာချက်ချင်းလည်းငင်းမဖြစ်နိုင်တောင်ပါ2025တွင်းမှာလို့ကျွန်တော်ထင်တယ်ကျွန်တော်သုတ်သားထားတာပုံစံမျိုးမျိုးနဲ့ဇာကပြောတာနေရှိလာနိုင်တယ်ဟိုပြခရစိဖြစ်တာမဖြစ်တော့တပိုက်ထားပါတော့ဇာကပြောပြီဆိုတာနဲ့အနေဆိုးတော့ဟိုတစ်ဖက်ကြပါ တွေ့ဆိုဆက်ဆံတဲ့ပုံစံတွေပေါ့နော်ဒါလောက်ဆယ်ကမျိုးရှိမှာအဲ့တော့လည်းပဲနိုင်ငံက OT ပါ Indian နိုင်ငံလည်းအဲ့ဒီထောက် OT ဂျိုးမှန်းနေကြတယ်အဲ့အခြေအနေတွေ channel ပေါင်းဆိုပြီးဆုံးပြီးတော့ကျွန်တော်ထင်တာကပုံစံမျိုးမျိုးနဲ့တော့စကားပြောမှုတွေရှိလာတယ်အဲ့ဒီမှာတစ်စက်ပြည်ရတဲ့အခြေအနေတွေတန်လန့်တဲ့ဖွဲ့စည်းတွေရှိနေတယ်ယာယီထိသေးနဲ့သွားရင်အခုဆိုရင်ဘာမင်းတင်းနေဆိုကျွန်တော် DNA တွေပေါ့နော် DNA တွေနဲ့ SSC နဲ့ဆွေးနွေးပွဲဟိုမြန်မာတူပြားချိတ်ထားဖြစ်တယ်ရှားလာတော့မထွက်သေးဘူးအမေဆက်ဆွေးနွေးမယ်ဆိုတော့ပေါ်ထားဘူးဩဂတ်စလမှာဆက်ဆွေးနွေးမယ်ဆိုတော့ပေါ်ထားတယ် ဒါတွေကဆက်စုံနေမှာဆို processing ကိုဆက်ရှိလာနိုင်တာပေါ့အဲဆိုတော့တခြားဖွဲ့စည်းတွေလည်းပဲရှိလာနိုင်တယ်လို့ထားမျိုးလို့ကျွန်တော်ပြောလို့ရပါတယ်ဟုတ်ပြီကိုမျိုးဝင်ရဒီ2025မှာတွဲဆုံဆွေးနွေးမှုတွေတော်တော်များများဖြစ်လာနိုင်တယ်လို့ယူဆတာကအခုဥပမာဒီ MNDA ဆိုလို့ရှိရင်ဒါဟိုတွဲဆုံဆွေးနွေးနေတာအပြည့်ရက်သွားပြီ last show ကပါပြန်ဆုတ်တယ်ဆိုတော့ဒါသူ့ရဲ့အထူးဒေတာတစ်ပေါ့နော်လောက်ကင်ဘက်မှာ तू ကဒီနေမျိုး तू ဆိုးမိုးထိန်ချုပ်နိုင်သွားနိုင်ပြီပြေဝါဒီအတွက် तू အတွက်ဒါတွဲဆုံဆွေးနွေးဖို့ ပဲရှိတဲ့အနေထားပေါ့နော်တခုအခု TNL ဆိုလဲဒါ12မြို့လုံးသူထိန်းချုပ်ထားနိုင်လဲပြီအဲ့တော့ဒီနေမီတွေအတွက်ကိုသူအုပ်ချုပ်ဖို့အတွက်စီမံခန့်ခွဲဖို့အတွက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်သူတို့ပြန်လဲစုံမှာမဟုတ်ဘူးသူတို့ဘက်ကပြောထားတယ်โอเคပြန်မစုံသည့်တိုင်အောင်စကားပြောဖို့ပေါ့နော်ဒီဒေတာဖွံ့ဖြိုးရေးအတွက်လုပ်ဖို့ကသူလိုရတဲ့အတွက်ဒါစကားပြောပြီဒီဒီလို dialogue ဆိုလိုလာလာဥမာ AA ဆိုလဲတပီနယ်လုံးကိုသူထိန်းချုပ်နိုင်ပြီအဲ့အတွက်ဒီပီနယ်ကိုသူအုပ်ချုပ်ဖို့အတွက်စီမံခန့်ခွဲဖို့အတွက် စကားပြောပြီးအပြစ်ရက်လိုက်မှသူလုံလို့ရမှာဘူးအဲ့ဒီလိုအခြေအနေကိုဆွလို့ရလားဒါမှမဟုတ်ဟိုနှစ်ဖက်စလုံးကစစ်ပန်းသွားလို့ဟိုဒန်လော့ဘောတက်လာတဲ့သဘောလားဆိုဘလို့အခြေအနေမျိုးကိုဆွလို့ရလဲဒန်လော့ဘောတက်လာမဲ့အကြောင်းရင်းကဘလို့အကြောင်းရင်းနေလို့ဟိုယူဆထားလဲဆိုလို့ရတော့ဟိုပြန်နဲ့ထူထောင်ရေးကိစ္စကြီးဆောင်ရွက်မယ်ကျုပ်ပြည်လုံငန်းနေဆောင်ရွက်မယ်ဆိုရင်တော့တင်းကြီးတဲ့အခြေအနေတစ်ခုခံပြီးလို့တော့တင်းကြီးတင်းကြီးတဲ့အခြေအနေတစ်ခုခံပြီးဖို့အတွက်ဆိုရင်တော့ ဒီမှာပါဝင်နေတာအင်အားစုကြမှာတွဆုတ်ဆွေးနွေးပွဲတွဆုတ်မှုမရှိပဲနဲ့တော့ခံနေရမှာပေါ့ကျွန်တော်တွေးကြဖြတ်သမှုရပေါ့နော်အခုဆိုအားလုံးတည်တဲ့အတိုင်းပါပဲဒီပန်ဆန်းမျိုးတော်တို့မိုင်လာမျိုးတော်တို့ဒီလိုက်စာမျိုးတော်တို့ဆိုဖြစ်လာနေထားတော့ပြခရင်စည်းချင်းဒီအောက်မှာနာဝတနာဖာခင်မှာပြခရင်စည်းရဲ့တည်ငြိမ်မှုချင်းဒီအောက်မှာဇီဝိုင်းဖော်ဖြိုးရေးဒီပုံတည်ဆောင်မှုချင်းဒီအောက်မှာဖြစ်လာတဲ့ရန်လာကြီးဖြစ်တော့ ဒီချင်းလေးကိုမပေါ်ထောင်နိုင်ပဲနဲ့ကျွန်တော်နဲ့မြေတော့ရရှိလိုက်ပါဘူးပေါ့နော်တစ်ဖက်ကြားမှာဒီတည်ငြိမ်မှုအမခန့်ချင်မရှိပဲနဲ့တော့ကျွန်တော်မျှော်မှန်းထားတဲ့လူကပေါ်ပြုတ်ဖို့ဒေတာပေါ်ပြုတ်ဖို့ဆိုတာချင်းတော့ညံခက်ပါလိမ့်မယ်ဖြစ်နေတာချင်းနေတဲ့ကျွန်တော်ပဂရီချင်းနေတဲ့အားလုံးသိတာပေါ့ဟိုသီအိုရီယာပြောမှဆိုရင်တော့ဟို state me ပေါ့နော်ဟိုစစ်ပန်းပြီးတော့မှသူသူလည်းမနိုင်ကိုမနိုင်တဲ့ချင်းနေရောက်မှစကားပြောတယ်ဆိုတော့ချင်းနေမျိုးလည်းကျွန်တော်သီအိုရီယာပြောမှဆိုတော့ဒီချင်းနေပေါ့ဒါပေမဲ့ခုချင်းနေရတော့ဟို အဲ့အနေထားမျိုးတော့ဘူးဘူးပေါ့အခုချင်းနေဆိုတော့ဟိုပြောမယ်ဆိုတော့ AMD ဆိုရင်ဇပန်လို့သူဆိုဆွေးနွေးရတဲ့အခြေအနေဟုတ်လားဈေးရအသာစီးရနေလက်မြေတွေအများကြီးသိပိုက်ထားတဲ့အခြေအနေမှာပဲအစစ်စစ်နဲ့စကားပြောတယ်ဆိုလိုတာတော့တိုင်းရင်းသားလမ်းနဲ့ကိုက်ဖွဲ့စည်းတွေမှာတဖွဲ့ကြီးစီမှာမြို့သားကြီးမှာချက်ရှိပါတယ်ဒါကြောင့်မလို့ခုနမေးသလိုမေးတော့ဖြေရမယ်ဆိုဘယ်ချင်းလေးမြို့နယ်ဖြစ်မလဲဆိုတာနေထားတော့ဒီတဆက်ကတဖွဲ့တည်းပြောလို့မရဘူးအခုချင်းမှာဒီတာလီယာအင်အားစုတွေပါလာတာ ယုံတဲ့ဇာမဆိုတွေ့ဦးပေါ့နော်ထိုင်းတဲ့ဇာမဆိုထိုင်းဖြစ်မှာပေါ့အခုအာဆီယံနဲ့အဲ့အာဆီယံကျွမ်းမှုရောက်ဆုံးတော့ပြီးခဲ့တဲ့လာထက်မှာပဲအလုပ်တည်ရတိုင်းမှာပဲဆွနူဒါကတော့ဗန်နစ်ဘက်စပန်လို့တွေ့တယ်ဆိုတာအခြေအနေမျိုးပြောလို့ရနိုင်ငံတကာလည်းဒီအရေးကိစ္စကိုပေါင်းဝင်နေတော့အဲ့ဒီအခြေအနေဘယ်ပေါင်းစုံပေါ့ဟိုစပန်ကြီးမပန်းကြီးဟိုနိုင်ရချင်းမရချင်းဆိုတာထက်ကိုအခြေအနေအခြေအနေတွေကတော့ပုံမှုတွေကျွန်တော်ချက်သွင်းစဉ်းစားမှလေးထားဖြစ်တော့အခုဆိုရင်တော့ဘာပြောပြောငွေနေပေးပေါ့ပေါ့နော်ငွေနေပေးချစ် ဖြစ်လာနေတာဖြစ်ပြဲနေတဲ့အချိန်ဒီနိုင်ငံတကာခင်ကျင်းတဲ့လာထရောအကြောင်းအရာတွေအားလည်းပဲဒီစကားပြောနိုင်မှုတော့ဖန်တီးလာတဲ့အချိန်ဖြစ်တာပေါ့အဲအဲ့လားဒီမှာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာကျွန်တော်တို့ကဆင်အနာရှင်ဟိုဖြိုချရေးအတွက်ကျွန်တော်ຫນွေဦးတော်လိုင်းအရာစုတွေပေါ့နော် NUG MOD ဆိုလို့ရှိရင်သူတို့ဆိုရင်အခုဆိုရင်ဒါ PD ရဲ့တက်မတော်တီထောင်တာ၄နှစ်တောင်ပြည့်ပြီ၄နှစ်ပြည့်တဲ့အခါမှာဒီတမရာကြီးရဝန်ကြီးချုပ်ကပြောတာဒါဟို190ကျစစ်တပ်ကိုတော့မှ တုံ့လှုံအောင်လုပ်နိုင်တဲ့အနေထားပေါ့နော် PDF တက်မလို့ရပြီးတော့စီရေးစွမ်းရည်စီယုံရေးစွမ်းရည်တက်ခိုင်စွမ်းရည်နေလဲပြေဝနေပြီဟိုစွမ်းရည်သုံးရက်နဲ့လဲပြေဝနေပြီပေါ့နော်အဲ့တော့ဒီလိုအင်အားရှိတဲ့တက်တစ်ခုနဲ့သူတို့ကတော့ဒီစစ်အာဏာရှင်အကုန်ဖြိုချရေးကိုသွားပါဘူးဆိုတော့ဒီ UNG PDF နဲ့ဒီစစ်ကောင်စီကြားမှာရောအပြစ်ခတ်ရစေးရဖြစ်လာနိုင်မှုရှိပါမလားသူကစစ်ကောင်စီကိုဖြိုမှောက်ရမှာကိုခုနလိုတိုင်းသားနဲ့ပုံစံနဲ့မတူဘူးလေအဲ့အဲ့ဒီအနေထားကိုဘယ်လိုသုံးသက်လဲ အဲ့ဒီအတွက်စီရေးရာဆက်ဖြစ်နေမယ်လို့ပြောရင်ရမှာကျွန်တော်မြင်ကြည့်တာတော့ဟို SSC မှာလည်း SSC သွားကျင်တဲ့နိုင်ငံလမ်းပြမြေကိုဆိုတာစားပြီးတော့မှဟို15စင်တက်သွားမှဆိုတော့ကြေညာထပြီးသားပေါ့နော်ရုပ်ောက်ွက်နဲ့ပဲပြဿနာဖြစ်ရှိပြီးတော့မှဒီထွက်ပေါက်ကို exit strategy ပေါ်တာလည်းရှိတယ်ဒီ UNG ကလည်း UNG လမ်းပြမြေကိုခုနပြောပြောတယ်ဆိုတော့ဗတိသီးမှာကိုခုချစ်ဒီသက်ဆိုင်နိုင်ငံကြီးမှာကျင်တဲ့နိုင်ငံလမ်းစင်တက်သွားမှဆိုတာရှိနေဦးမှာပဲ ကျွန်တော်တို့ကြတော့ကျွန်တော်ကျွန်တော်အမြင့်ကျွန်တော်တွေ့ကျိုးကျွန်တော်ဖြတ်သားမှုရတော့ကျွန်တော်စပိတ်လူလည်းရတော့ဒီလိုနီးလန်းနဲ့ဖြည့်ရှင်းရင်ပို့ပြီးတော့တက်ပြီးတော့ပုံစံပြေးမယ်ဆိုတော့ကျွန်တော်ဆုပြီးတော့အဲဆိုအဲ့ဒီဆုပြီးချက်တက်ဆက်သူအားလုံးစဉ်းစားကြဒါတိမ်လားမတိမ်လားဆိုတော့အချင်းလေးကျွန်တော်တက်တော့ဒီချင်းဒီပေးနေမှာပေးနေတာပေါ့ခုနပြောနပတ်စလို့တော့ဘယ်သီးသီးရတော့အားလုံးတော့ကျူပန်းနေကြတာကျူပန်းဘူးတော့ SSC ရလည်းပဲဒီဇင်ဘာလမှာရုပ်ောက်ပွဲလုပ်မယ်ဆိုတော့ဟာကျညာထားတာပေါ့ဟို UVC ကိုလည်းပြောလိုက် နိုင်ငံပါတီတွေလည်းပဲဆိုရင်တော့မေလာကိုရည်လေးဆိုတော့နောက်ဆုံးပါကုတ်တရားပဲရည်ဆိုတာအမှားထားရှိတော့လက်ရှိပြည်ဘုရားပါဝင်နေတဲ့အင်အားတိကအင်အားစုကြီးအမြင်ရတော့တော်တော်လေးကိုဒီကွာချက်ရှိတယ်ဆိုတော့ဒီမှာကျွန်တော်ဆုပ်ပြထားတဲ့အတိုင်းအစီအစဉ်တိုင်းဖြစ်ချင်းမှဖြစ်မယ်လို့ပနမစေပြည်ဘုရားရှေ့ရှောက်ပြီးပဲဘုရားပြောနိုင်တဲ့အခြေအနေဖြစ်ပြီးပြောဆိုတဲ့ထောင်းလဆန်ကမှစားနိုင်တယ်ဆိုတော့ဘာလို့ပြောကျွန်တော်ကောက်မှုလည်းစားပြီးမှုဖြစ်နေမယ်လို့ညွှန်နေတာပါ โอเคကိုမျိုးဝင်းတို့ဒီအစိုးပြချက်၅ချက်မှာပေါ့အပြည့်ခက်ရက်ဆဲရစပြီးနောက်၅ချက်မြောက်မှာကရွေးကောက်ပွဲကျင်းပဖို့ရွေးကောက်ပွဲမကျင်းပခင်မှာဒါကြားပြဆိုးအောင်ဖွဲ့ရမယ်ဖွဲ့ပြီးတော့အခြေခံဥပဒေကိုထပ်ဆွဲရမယ်ဆွဲပြီးတော့မှဒါဟိုရွေးကောက်ပွဲကျင်းပဖို့ဆိုတဲ့အစိုးပြချက်ပေါ့အဲ့တော့စစ်ကောင်စီကတော့ဒီနှစ်ကိုရင်သူလမ်းပြမြေပေါ်တိုင်းတွားတော့မှာလေအဲ့တော့အဲ့ဒီပေါ်ဘလူးသုံးသက်တာလေရွေးကောက်ပွဲတော့ဖြစ်အောင်တော့ကြိုးပမ်းမယ်ဆိုတာအချိန်မျိုးလည်းကြားသိရလားရှိတယ်ပေါ့ရွေးကောက်ပွဲဆိုင်ရာကျပါဖို့အတွက်စေခွန်မှုတွေလည်းအများကြီးရှိနေတယ်လို့ထားရတယ် ဆက်ဆက်သူတွေလည်းတည်ပြီးဖြစ်မှာပေါ့နော်အဲဆိုတော့ဟိုကျွန်တော်တို့စုပြီးချက်ကလည်းပဲဒီအစီအစဉ်တိုင်းပဲသွားရမယ်ဆိုတာမျိုးကျွန်တော်စုပြတာပေါ့ကျွန်တော်ရကျွန်တော်တို့ရ position paper ကိုကျွန်တော်ထုတ်တာစုပြီးချက်လေးနဲ့ proposal ကျွန်တော်ပြောတာတော့စုလို့လာတော့ဒီချက်ကောက်မော်လည်းစီစဉ်ထွက်လာတယ်ဆိုရင်လက်ခံပြီးအစီအစဉ်အဲ့ကျွန်တော်တို့ proposal တိုင်းလိုရမယ်ဆိုဟာမျိုးတိုက်တွန်းနေတာဒါတော့ကျွန်တော်စုပြီးတယ်အဲ့ပုံမှန်မှုဒီလိုမှအနေဆုံးပြေးရပြီးတော့စကားပြောနိုင်တဲ့ဘဝဘဝရောက်နေဆို ကျန်တဲ့အစ်စ်တွေတိုက်သလိုကျွန်တော်ဒီနိုင်ဆောင်ရည်လို့ရတာပေါ့နော်ကျွန်တော်ရဲ့သဘောထားတော့ဒီစစ်ပြီးမှဒီစစ်ဆိုတာဟာလို့ပြောတာချင်းဒီတွေတော့ပြောင်းလဲတွေတော့ပုံစံလို့ဆိုရှိနိုင်တယ်တန်နေထားပေါ်မှာမူလေးမှာတဆက်သူအားလို့ကျုပ်ပတ်မှုတွေကျွန်တော်မကောက်လို့အင်ယူဂျီလည်းပဲအင်ယူဂျီတော့သူတို့သဘောထားပြောနေတာရှိတယ်အစ်စ်စီလည်းအစ်စ်တွေသူတို့သဘောထားပြောနေတာရှိတယ်ကျွန်တော် EU EU က EAO တွေလည်းကျွန်တော်ပြောနေတာရှိတယ်ဒါဒီတိတိယရှူတောင်းပြီးပြုနေခံယူထားတာဖြစ်တဲ့အတွက်ဒါကျွန်တော်ညှိပက်လို့ရအောင်ပေါ့ ါမှာကျွန်တော်တို့စုပ်ပူချက်ပြီးတော့စုပ်ပူချက်ပြီးတော့ဒီမှာသေချာနေတာတော့ဒီပြဿနာစဘောဝိုင်းပုံမှာဖြစ်ရှိလို့အပ်တယ်ဆိုတာဒီကောက်ပေါက်ဖြစ်တယ်ပါမစစ်ဘီဘကရှေ့ရှော့ချဖို့ဘီဘကရှေ့ရှော့နိုင်မှာပဲကျွန်တော်အချင်းဒီကောင်းလေးဖန်ပြီးတော့မှစကားပြောနိုင်တယ်အနေထားပေါ့ဒါပေမဲ့အဲ့ဒီစကားပြောမှန်နေထားမှာလည်းဟိုပြခတ်ရင်စေးရေးမှာလည်းကျွတ်ကျွတ်စီကတာမှချင်တယ်စကားပြောမှာလည်းကျွတ်ကျွတ်စီကတာမှချင်တယ်ဖြစ်နေတာဟာကျွန်တော်ကဟိုကျွတ်စီကတာမှချင်ရှိပဲနဲ့ပြရပါ တူတူစီကသမချင်ရှိပဲနဲ့စကားပြောနိုင်ဖို့အချင်းဒီပါနီးပါဆိုစာပြောတာအဲ့ဒီအချင်းဒီဇဝိုင်းဝိုင်းရောက်ပြီဆိုတော့ခုနပြောတဲ့ဟာတွေကကျွန်တော်ဆွနေရမှာကြောင်းအောင်ဖြစ်သွားပါတယ်ဒီကောပွဲကိစ္စပဲဖြစ်ဖြစ်ခုနပြောတဲ့ဒီစတန်နဲ့ငါကြီးမပေါင်းတဲ့ကိစ္စဖြစ်ဖြစ်ဒီ EU တွေတကယ်ကိုပစီတွေရှိနေတဲ့နေသားတွေဖြစ်ဖြစ်ဒါဇဝိုင်းမှာဆွနေရမယ်အကြောင်းအရာတွေလည်းလို့ကျွန်တော်ပြောအဲ့ဆိုအဲ့ဒီအချင်းဒီဖြစ်လာတယ်ဆိုတော့ကျွန်တော်ပြောလာတဲ့အစုပ်ချက်အစ်တွေကကျန်လို့ပြောင်းလို့ရပါတယ်လို့ဟုတ်ကဲ့ အဲ့တော့ဒီအဆိုပြုချက်တဲ့နံပါတ်1ဖြစ်တဲ့ဒီအပြစ်ကတ်ရဲ့စိကျူတင်စည်းကမ်းချက်မထားပဲအပြစ်ကတ်ရဲ့ဘို့ဒါအဆိုပြုချက်ပေါ့အဲအဆိုပြုချက်အပြင်ဒါကိုလုံးပါဝင်လာအောင် လုံးနိုင်အောင်တခုခုဟိုလက်တွေ့ရဟိုဒီလိုမလို့တော့ဟိုဒါဖြစ်သွားနိုင်တယ်ပေါ့နော်ဒါတော့လုံးကြပါစသည်ဖြစ်ပေါ့ဒီထက်ပိုတဲ့အဆိုပြုချက်ပြင်လက်တွေ့လုံးမဲ့ဟာတခုခုဘာများရှိမလဲနောက်တစ်ခုက dialogue ပေါ့ခုန dialogue ဆိုရင်ဒီ online အရာစုတွေဘက်က6ချက်တင်ပြထားတယ်ပရီကွန်ဒီရှင်းဒီ6ချက်ရှိရင်တော့ဆွေးနွေးမယ် ဆိုတော့အဲ့တော့ precondition မထားအောင်မထားပဲဆွေးနွေးပွဲတက်လာအောင်ဘာတွေလက်တွေ့ရလုပ်ဖို့ရှိလဲအဲ့ဒီနှစ်ခုကိုဟိုလုံနိုင်မဲ့အခြေအနေလေးကိုနောက်ဆုံးအနေနဲ့ရှင်းပြပေးပါကျွန်တော်တိုက်ပြရပြဿနာကိုကျွန်တော်ဖြေဖြေရှင်းမှာတော့ကျွန်တော်ကိုယ်ဖြေရှင်းမှာပါကိုကျွန်တော်ရဲ့စီစဉ်ကျွန်တော်ရဲ့ကိုယ်ပိုင်ဟုတ်ဟုတ်မှာရှင်းပြမှာပေါ့ဒါပေမဲ့ပေးကြနေတာတော့ဒီနိုင်ငံတကာရဲ့ဘာပုတ်မှုကလည်းလိုအပ်တော့ပေါ့ဘာကျွန်တော်တူလဲဆိုပြီးမှထိုင်းလဲဆိုပြီးမှအိန္ဒိယလဲဆိုပြီးမှကျွန်တော်အာဆီယံလဲဆိုပြီးမှဒါတော့ ကြည်ချင်းဒီဖြစ်လာဖို့တော့ဖန်တီးနေတယ်ခင်ကျင်းမှာရှိနေတယ်ကျွန်တော်တို့ရဲ့ဟိုမိတ်ဆွေတွေတော့ဒါလားဒါလည်းနိနာအဲ့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 ဟာတခုရှိမှာပြီးတော့သက်ဆက်အကအကရှိနေကျွန်တော်ဆိုပြရမှာအဲ့ဒီချင်းတွေပေါ့ဒါပေမဲ့လက်တွေ့မူလဥစ္စာကျွန်တော်သိပါတယ်ခုနပြောသလိုကျွန်တော်အတင်းဝင်ပြီးတော့ဗာဒိုင်းဖြောင်းလုတ်ပါဆိုတာလုံလိုက်တော့ပါဝါလည်းအချင်းတွေမရှိပါဘူးဒါတော့မတိုက်သလိုသုံးသပ်ထားပြီးသားဖြစ်ပါတယ်ဒါပဲ ဖြစ်နိုင်တဲ့အင်အားစုတွေရှိတာပေါ့လုံးနိုင်တယ်ပတ်ဖို့နိုင်တယ်ချစ်ပတ်ဖို့လို့ဆိုတော့လည်းသမ္မကကပေါ့သူတို့နိုင်ငံအကျိုးစီးပွားထဲကိုကျွန်တော်ပြည်သူလူထုအကျိုးစီးပွားအတွက်ဖြစ်နိုင်တဲ့လမ်းကြောင်းတွေပတ်ဖို့နိုင်တဲ့ထောင်ဖြောက်ကျွန်တော်ပြောရမှာအာဏာချက်ရှိနိုင်တယ်ဟိုတရုတ်ရဲ့ဂျူပန်ကအာဏာချက်ရှိနိုင်တယ်အိန္ဒိယဂျူပန်ကထိုင်းယဂျူပန်ကအာဆီယံဂျူပန်ကအာဏာချက်ရှိနိုင်တယ်ကျွန်တော်ထောက်ပြရမှာသူတို့ထောက်ပြရမှာအမင်းတို့ဂျူပန်ကအာဏာချက်တိုင်းရှိနေတယ်ဒါအဲ့အဲ့အကျိုးစီးပွားကလည်းပြည်သူလူထုအကျိုးစီးပွားနဲ့ပြည်သူဆန္ဒကိုကန့်ယူ ဒီလိုကြိုးပမ်းရင်မိတို့တွေလည်းကြိုးရှိတယ်ဒေတာလွတ်ချွေရင်းဖြစ်မယ်ဒေတာတည်ငြိမ်ရင်းဖြစ်မယ်ဘာလို့ပြည်သူလူဆန်လာလဲကိုင်းကြည့်ဒါမျိုးကျွန်တော်ကသူတို့ရဲ့ကြိုးပမ်းမှုကျွန်တော်ကဘာဖို့ပြနေတယ်လေထားပြီဟုတ်တရားကြိုးပမ်းမှုလောက်ပါဆက်ကျင်တယ်ဆိုတာထဲကိုဒီလိုနီးလန်းကြိုးပမ်းပါလားဆိုတာအပြုသူပေါ်တော့ဆောင်ရလာလည်းကောင်းနိုင်တဲ့ချီလို့ဖြစ်တယ်အဲအဲ့လိုမျိုးလုံးနိုင်တဲ့ကျွန်တော်နိုင်ငံတကာအင်အားစုတွေဘေးဆွေးတွေကျွန်တော်ကစုပြရမှာဖြစ်တယ်အာအာဆီယံလောက်တော့ မကောင်းဘူးတရားလို့တာမကောင်းထိုင်လို့တာမကောင်းအိန္ဒိယလို့တာမကောင်းဘူးဆိုတာထက်ကိုကျွန်တော်ပြည်သူလူတွေရဲ့ကြိုးစားပွားနယ်ကိုထင်ဟမ်းတဲ့စုပြီးချက်တွေကျွန်တော်ပေးနေရမှာဖြစ်ကျွန်တော်စုပြီးချက်တဆက်ရစုပွဲတွေရဲ့စုပြီးညီမချင်းနဲ့တထလက်ဖြစ်နေမှာဖြစ်တယ်ဒါမသေးကြတာတော့ကျွန်တော်စုပြီးချက်ကတော့ဟိုဒီစားဆိုဒက်ပေးချင်းနဲ့ကန်ကြီးအောင်ပဲကျွန်တော်ကြိုးစားစုပြီးတာဖြစ်ပါတယ်โอเคကိုမျိုးဝင်ကျေးဇူးများတင်ပါတယ် 7EO Alliance အခုဒါ ဖက်ဒရယ်ဒီမိုကရေစီတွင်ကုပြောင်းရေးအစီအစဉ်အဆိုပြုချက်၅ရက်ကိုအသေးစိတ်ပေါ့နော်အခုလိုရှင်းပြင်းပြပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ကိုမျိုးဝင်ဟုတ်ပါနဲ့ကျွန်တော်လည်းအခုလိုမျိုးချေယူပြီးတော့မှရှင်းနေတဲ့ပြပွဲရတော့လည်းကျေးဇူးတင်ပါတယ်လို့ဒါမှသာလေကျွန်တော်ရဲ့ဆုမူချက်ပေါ့မှာလို့ပြီးတော့မှဘလို့ရည်ရချင်တဲ့ဘလို့စဉ်းစားချက်ရင်ဘာဥတီပဲကျွန်တော်ဆုပြုခဲ့တဲ့ဆိုတာဟာတက်ဆက်သူအားလုံးကတော့ကိုသေးတဲ့နိုင်စီစဉ်ပဲဒီဆံဘူကနေတစ်စက်ကြာတည်ရမှာပြတည်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်လည်းကိုသေးတဲ့နေ့ကျေးဇူးတင်ပါတယ်လို့ I'll go by that. Yeah.